ဒီစမမကနေကြည့်ဆိုပါရဲမိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဒီမဲ့ဗီဒီယိုထဲမှာတော့ဖုန်းဖုန်းထဲမှာစာရေးဖူရန်အတွက် keyboard တွေအများကြီးရှိပါတယ်ပကန် keyboard Google keyboard ကြောင့် Gmail keyboard ဆိုပြီးတော့ keyboard များစွာရှိပါတယ်ဒီထဲမှာအကောင်ဆုံးတစ်ခု Google keyboard ကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒီ Google keyboard ကဘယ်လောက်ထိအရေးပါတယ် ဒီရာထဲမှာဒီမတိတီးတဲ့အချက်တွေပါတွေရှိလဲဆိုတာကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအစကနေအဆုံးထိကြည့်တယ်ဆိုရင် Google Keyboard ကိုဘယ်လိုကောင်းကောင်းအသုံးချမလဲဆိုတာမိတ်ဆွေနားလဲတပေါပေါက်လောက်မယ်ထင်ပါတယ်ဒီလိုလုပ်ဖို့ရတဲ့အတွက်ကျွန်တော်အနေနဲ့ Google Play Store ထဲမှာဝင်သွားရမှာဖြစ်ပါတယ် Play Store ထဲမှာဝင်ပြီးတော့ Gboss ဆိုပြီးတော့ keyboard ကိုကျွန်တော် download ရမှာဖြစ်ပါတယ်ကျွန်တော်က download ပြီးသားဆိုတော့ download ပြီးပါပြီ install လုပ်ရပါတယ်အဓိကနေ install ရမှာဖြစ်ပါတယ် install ပြီးသွားပြီဆိုရင်အခုစာရေးချင်တဲ့နေရာမှာတစ်ခုခုမှာပေါ့နော်မြန်မာဆိုတဲ့ logo ကိုနှိပ်ပြီးတော့မြန်မာစာတွေရေးကောင်းရေးလို့ရပါတယ်နေကောင်းလား DG boy ရဲ့အားသချက်ကပါလဲဆိုရင် G boy ထဲမှာကိုက voice message နဲ့ အတန်နဲ့စာရေးချင်တယ်ဆိုရင်ဒီမိုက်မိုက်ခရိုဖုန်းကိုနှိပ်ပြီးတော့မီကောင်းလားဆိုပြီးတော့သူကနားထောင်มาဖြစ်ပါတယ်မီမီကောင်းလားဆိုပြီးတော့ကျွန်တော်ပြောပြီးတော့စာရေးခိုင်းလို့ရပါတယ်ဒီအတန်မက်ဆေ့ကတော့လိုတိုင်းတိလောက်ပဲထင်ပါတယ်ဒုတိယအနေနဲ့ပါလုတ်ဖူရန်တုံးလို့ရလဲဆိုတော့မိတ်ဆွေအနေနဲ့အင်္ဂလိပ်စကားကို အင်းအင်္ဂလိပ် dictionary ကိုမြန်မာဘာသာပြန်ချင်တယ်ဆိုရင်မြန်မာဘာသာကိုအင်္ဂလိပ်လိုဘာသာပြန်ချင်တယ်ဆိုရင်ဒီမှာကျွန်တော်အင်္ဂလိပ်စာတကြောင်းကိုရိုက်ပြမယ်နော် S E N D send send ကို ကျွန်တော်အင်္ဂလိပ်လိုမတိဘူးဆိုတော့ဒီဟာကိုကျွန်တော်မြန်မာလိုဘာသာပြန်ချင်တယ်ဆိုရင်ဒီ လီးဒောင်းပါတဲ့နေရာကိုကျွန်တော်နေရမှာဖြစ်ပါတယ်ဒီလီးဒောင်းပါတဲ့နေရာမှာကျွန်တော် translate ကိုနေရမှာဖြစ်ပါတယ် translate ကိုနေပြီးတော့ send ဆိုတာပါလဲပို့ပါပို့ဒီပို့ပါအော်ရပါပြီဒါဆိုရင်အဲ့ဒါမြန်မာလိုရေးချင်တယ်ဆိုရင် ကျွန်တော်ဒီဟာကိုတစ်ချက်လောက်နေပြီးတော့မြန်မာကနေအင်္ဂလိပ်လိုဒါဆိုရင်သွားပါဆိုရင်ပါလဲသွားဆိုရင်ကိုအော်ကျွန်တော် ဒီ keyboard ကိုတုံးပြီးတော့ dictionary အနေနဲ့လည်းဒီ Google keyboard ကိုတုံးလို့ရတယ်။တတိယအနေနဲ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ဒီ clipboard setting ဆိုတဲ့နေရာကိုဒီဟာအရန်တမှုရှိပါတယ်။ကိုဒီ clipboard ရဲ့အားတာချက်ကတခြား keyboard တွေထက်ပါအားတာလဲဆိုရင်ဒီထဲမှာကိုစာရေးချင်တဲ့အရာတွေကိုထမင်းစားပြီးပြီလားအိတ်နေပြီလားဘာလို့နေလဲအဆင်ပြေပါတယ် ဒီလိုမျိုးတွေကိုကအမဲတမ်းမရိုက်ချင်ဘူးဆိုရင်ဒီ clipboard ထဲမှာတင်ထားလို့ရပါတယ်ဒီ setting ကအရန်ကိုအသုံးဝင်ပါတယ်ကျွန်တော်လည်းသုံးဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ဒီလိုမျိုးလုပ်ဖို့ရန်အတွက်ဒီ clipboard logo ကိုကျွန်တော်နေရမှာဖြစ်ပါတယ် gap ဆိုရဲအနောက်မှာ clipboard ဆိုတာရှိပါတယ်ဒီမှာကျွန်တော်ဒီဘောပင်ကိုနေလိုက်လို့ရှိရင်ကျွန်တော်တင်ထားခြင်းတဲ့စာတွေ chúng nó che lô ya bà đấy plus của này bà ni cao là ni sorry ni cao là từng nghề trên cho nó đi hàng cũ tin lại mày đi yên nô ta khu ai đó mày nó ကျွန်တော်ဒီအကြောင်းကိုပဲတိန်လိုက်မယ်ဒီဟာဒီအကြောင်းအရာတွေကိုကျွန်တော်နောက်တစ်ခါကြည့်ရင်စာရေးဖို့ပြီးတဲ့ခါရေးစရာမလိုတော့ဘူးလေကျွန်တော်ဒီ clipboard ကိုနှိပ်လိုက်မယ်ပြီးရင်ပင်ထူထားတဲ့အရာများဆိုပြီးဆိုဆိုတဲ့နေရာမှာ ကျွန်တော်ခုနကရေးထားတဲ့ဟာတွေကိုကျွန်တော်ပြန် copy paste လုပ်ရုံပါပဲဒီဟာကို ကျွန်တော်အပြင်ပန်းခံပြီးတော့ရေးဖို့မလိုတော့ဘူးပြောရမှာပေါ့နော်ဒီမှာကျွန်တော် ပါရှိလဲအဲ့တော့မင်းတော့အဲ့လိုမျိုးကျွန်တော်ပြန်ပြီးတော့သုံးလို့ရပါတယ်ဒီ clipboard ကအရန်အကြီးကြီးပါတယ်ဒီ clipboard ကိုဘယ်လို setting ထားလဲဆိုရင်ဒီ setting ကိုနှိပ်လိုက်ပါ setting ထဲရောက်တာနဲ့ငါဒီမှာ clipboard ဆိုတဲ့နေရာမှာနှိပ်ပါဒီဟာတွေကို on ပြပါကျွန်တော် on တယ်လို့ဒီနေရာမှာ sequence shot တွေကိုလည်း set လို့ရပါတယ် ဥပမာကျွန်တော် save ထားတဲ့ sequence ဆိုဆိုရင်ဒီဒီဒီနားမှာတွေ့ရပါတယ် clipboard ကိုကျွန်တော်နေရာနဲ့ကျွန်တော် save ထားတဲ့ sequence ဆိုတွေဒီမှာပေါ်မှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ဒီ video ကိုအကျိုးရှိတယ်ထင်ရင် like and subscribe လုပ်ပြီးသွားပါကျွန်တော်အနေနဲ့ဒီ keyboard ဟာဖုံးမှာပါတဲ့ keyboard တွေထဲမှာအကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပထမအနေနဲ့ စကားပြောပြီးတော့စာရေးလို့ရတယ်ဒုတိယအနေနဲ့ translator အနေနဲ့လည်းသုံးလို့ရတယ်တတိယအနေနဲ့ကိုရေးချင်တဲ့အရာတွေကိုပင်ထိုးထားရုံနဲ့နှုတ်ထပ်ရေးဖို့မလိုဘဲနဲ့ copy paste လုပ်ရုံပဲရှိပါတယ်ဒီလောက်အသုံးဝင်တဲ့ gboard ကိုကျွန်တော်မိတ်ဆွေတို့အနေနဲ့သုံးစီချင်ပါတယ်အားလုံးကြည့်ရတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်ဆုံတွေ့ရအောင်